MSP ပြောမယ်ဆိုရင်သူတို့ဒီလုံးဝပြောမယ်ဆို trainer လောကထဲလာဆိုတော့တယူတန်နေများတယ်။တစောင်းနေနေတစ်ဖက်စောင်းနေနေတိရမလား။တစ်ခုဆိုတစ်ခုပဲတည်ရယ်။သူတို့တင်ထားတဲ့တစ်ခုတစ်ခုပဲတည်ရယ်။ကျန်တာလုံးဝပြောလို့မရဘူး။ဘလို့ပဲဟိုအားကိုဘလို့ပြောဥမာဒီနေ့ဖြူဝတ်မယ်သူတို့ပြောလိုက်တယ်။ဒါပေမဲ့နီးကပ်ပြီးတော့မဟာမဟုတ်ဘူး။ချိန်နေရကြည့်ပြီးခါကြအပြာလေးပြောင်းဝရအောင်ဆိုမရတော့ဘူးအဲကြရင်။တိရမလားအဲ့လိုမျိုးအဲ့လိုမျိုးဟိုဘလို့ပြောမနှဲပြောယူရတယ်။ ရသွားတဲ့လူတွေရောဆရာအနေနဲ့စာချုပ်တွေနဲ့သွားလာပေါ့ပြပြပြီးတော့သူတို့ရဲ့နောက်ဆက်တွဲလူပညာခြေလမ်းတွေဆရာပုံစံလေးပံ့ပိုးပေးထားလဲပေါ့နော်အခုဆိုရင်ကျွန်တော်တို့က toxic ပေါ့ပြီးခဲ့တဲ့နှစ်မှာဆိုရင် toxic စာချုပ်ချုပ်တယ် toxic charles လို့စာချုပ်ပြီးခါကျကျွန်တော်တို့ကဟိုကျွန်တော်မှရှိတဲ့ connection တွေပေါ့ပြောရမယ်ဆိုရင်ဒါ business connection ကျွန်တော်ပွဲမှာ sponsor ပါဝင်ခဲ့တဲ့လုပ်ငန်းရှင်တွေအကုန်လုံးကိုကျွန်တော်နဲ့အတူတူအလုပ်လုပ်ဖို့အတွက်ပေါ့နော်ကျွန်တော်ကအလုပ်တွေချိတ်ဆက်ပေးတယ် ကန်လန်ပေးတယ်တခြားလာပြီးတော့တခြားအပြင်ကုမ္ပဏီတွေကနေပြီးတော့လာပြောတဲ့လုပ်ငန်းတွေကိုလည်းကျွန်တော်တို့ကအကောင်းဆုံးဖြစ်အောင်ပေါ့နော်သူတို့နဲ့ကြားနေပြီးတော့အေဂျင့်တပေါ်မျိုးပေါ့ညှိနှိုင်းပြီးတော့သူတို့ကိုဆောင်ရွက်ပေးတယ်ပြီးတော့သူတို့ရဲ့အမှုပညာလုပ်ငန်းတွေပေါ့နော်အခုဆိုရင်ဟိုအဲ TV program တွေရိုက်ထားလို့ရှိတယ်ကျွန်တော်ဒီ toxic ထဲမှာဆိုရင်တချို့ TV program ရိုက်တယ်တချို့ကြောင်လည်း music video တွေရိုက်တာရှိတယ်အဲ့တော့အဲ့လိုလူတွေအတွက်ကိုလည်းကျွန်တော်တို့တွေက supportive လုပ်ပေးရပါဘောเนาะအဲပြောရမယ်ဆိုရင်တို့ဒီတလျှောက်မှာစာချုပ်နဲ့လိုအပ်တာလေးအကုန်လုံးဆင်ပြောင်းလုပ်ပေးပါတယ် ကလေးတွေရောဒါကိုယ့်ဘောပြန်တိတတ်ကြလားဘယ်လိုမျိုးလေးတွေဒါရှိလဲမပြပြီရောဒါအဓိက key point ယူလဲပေါ့နော်အဲ့ okay တိတယ်လားမတိတယ်လားဆိုတဲ့ဟာကြတော့ကိုယ့်ရဲ့မိဘကကလေးမွေးလိုက်တယ်တာသမီ၃ယောက်ရှိရယ်ဆိုတော့တော့ဆိုတော့တိတတ်တာမဟုတ်ဘူး ဟုတ်တယ်မလားကိုရဲ့အိမ်မှာတော့မသာသမီသောရှိရယ်သာသမီသောဆိုတော့မိဘကိုပြန်တီးတက်ကြတာမဟုတ်ဘူးတယောက်ကတီးတက်တီးမယ်နှစ်ယောက်တီးတက်တီးမယ်အနည်းဆိုတယောက်ကတော့ဟိုချစ်ကန်းဆိုင်ကိုတိုးတော့ပါကြတာပဲလीနော်အဲ့တော့အဲ့လိုမျိုးတွေလည်းရှိတာပေါ့လေဒါပေမဲ့လည်းကျွန်တော်ကလည်းအဆင်ပြေအောင်တော့သူညှိနှိုင်းပြီးတော့လုပ်ပေးပါတယ်အဓိကကိုကဒါစီးပွားရေးဆက်ဆံလုပ်တာမဟုတ်ဘူးဟိုဒီဒါဒီအဓိကကျတော့သူတို့ကိုဟိုကိုကနေပြီးတော့သူတို့ရဲ့ဝါသနာကိုမြေတောင်မြောက်ပေးတယ်အဲသူတို့တွေတီးလဲဆွဆွဝါးဝါးကြီးပေါ့နော်ကိုကိုမထိခိုက်ရင်ရပြီကျွန်တော်လေးနည်းနည်းပပလောက်ကတော့ ကိုလူရတိခန့်ခွင့်လို့ပြေးလိုက်တာပေါ့လေပြောဆိုရအခက်ဆုံးကဘာသူဖြစ်မလဲအမွေပြီအမွေပြီမွေပြီအဲ့လိုမဟုတ်အားလုံးအကျနဲ့သူဟာနဲ့သူစိုးရချက်ရှိရကောင်းတဲ့ချက်ရှိရလူတိုင်းอ่ะပေါ့เนาะသူမှာကောင်းတဲ့ချက်ရှိရစိုးရချက်ရှိအဲ့ဒါကိုသိအောင်လုပ်ဖို့လူတယ်အဲလူတယောက်ကိုကိုကထိ ंछ ုတ်တာတဲ့စာသူနားလည်ဖို့လူတယ်သူနားလည်တတ်ဖို့လူတယ်ဒါပေမဲ့ဘိုင်နိုင်နဲ့တော့မပြောမပြောတော့ပါဘိုင်နိုင်နဲ့တော့မပြောတော့ဘူးအဲဒါပေမဲ့သူဟာနဲ့သူအားလုံးကတော့အဆင်ပြေအောင်နေကြပါတယ် ဘလောက်တောင်တို့တို့ဒါတင်ပေးနေရတယ်ပြောတတ်ဆိုတတ်ဖို့ပြောရမယ်ဆိုရင်တို့တီလုံးဝပြောမယ်ဆိုတော့ trainer လောကထဲလာဆိုတော့တယူတန်လေးများတယ်တစောင်းနေနေတစ်ဖက်စောင်းနေနေသိရမလားတခုဆိုတခုပဲသိရတယ်သူတို့တင်ထားတဲ့တခုတခုပဲသိရတယ်ကျန်တာလုံးဝပြောလို့မရဘလို့ပဲဟိုအဟိုဘလို့ပြောဥမာဒီနေ့ဖြူဝတ်မယ်သူတို့ပြောလိုက်တယ်ဒါပေမဲ့နီးကပ်ပြီးတော့မဟုတ်ဘူးချင်းနေရကြည့်ပြီးခါကျအပြာလေးပြောင်းဝရအောင်ဆိုမရတော့ဘူးအဲ့ကြောင့် ဟိုတည်ရမလားအဲ့လိုမျိုးတွေအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲမနေ့ပြောယူရတယ်ပြောရမှာဆိုရင်အခုဒါရာဇာထက်ပွဲမှာဆိုတောက်လျှောက်ပေါ့နော်ကိုကနေနောက်လိုက်နေခါကျဒီနေ့ဟွာလေးဝတ်မယ်ဒီဟိုင်းဝတ်မယ်ဆိုတဲ့ဟာကိုလေတည်ရမလားမနေ့ကိုသူနဲ့ကိုလေပြောဆိုရတယ်ဒါတော့မှအဲ့လိုမျိုးတွေပေါ့အဲဒါလေဘယ်လိုပြောဆိုသူတို့နားမဲ့ချစ်တွေအများကြီးရှိတာပေါ့နော်အမှုပညာလောကအแทမှာကျင်လည်ဖူးရဲ့လူတွေကကြတော့ဒီလောကကြောင်တည်တယ်လူတွေဘယ်လိုပေါင်းသိမ်းဆက်ဆံရမလဲတည်တယ်အဲဘယ်ဟာအရေးကြီးလဲဘယ်ဟာအရေးမကြီးလဲသူတို့နားလဲတယ် เนาะပြီးတော့ဘယ်လိုမျိုးစကားကိုပြောဆိုရမလဲဆိုတာ communication skill တွေလည်းသူတို့ကောင်းကောင်းသိတယ်ဒါပေမဲ့အခုလက်ရှိကျွန်တော်ယူထားတဲ့ toxic 6အလို့ကအဲ့ဟာလေးလုံးဝအမှုပြန်လောကလေးလုံးဝမရှိရဲ့အတွေ့အကြုံလုံးဝမရှိရဲ့0အတွေ့အကြုံဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေဒီဘာမှနားမလည်ဘူး ပြောอ่ะပြောဆိုရောဗောเนาะပြောဆိုရောဟိုအနေထိုင်ရောအစအစဆုံးကနားမလဲဘူးနားမလဲသူတို့တိရလေးတခုပဲနည်းနည်းလေးပဲဗောတိရလေးတခုပဲသူတို့ဟိုတယူတန်ကြီးတွေးဟိုတိထားတာဗောလေအဲ့လိုကြတော့မနေ့ကိုပြင်ရခက်တယ်တော်တော်ပြောရခက်တယ်ပြောရဆိုရခက်တဲ့ထက်မှာပါဒါပေမဲ့လည်းကျွန်တော်ပြပြချင်တာကကြတော့ အဲကျွန်တော်တို့မှာရွေးချယ်ရတဲ့ခါကြလို့ရှိရင်တကယ်ကရွေးချယ်ရတဲ့ခါကြလို့ရှိရင်ဥပမာအဲစင်ပေါ်မှာเนาะအမှန်တကယ်ဖြစ်တဲ့တူရွေးချယ်မလားဒါမို့ကိုယ်စကားကိုနားထောင်ပြီးတော့မှဟိုကိုယ်စကားနားထောင်တယ်ကိုယ်လည်းဖားတယ်ကိုယ်လည်းတိတက်တယ်ဒါပေမဲ့မဖြစ်တဲ့ပုံစံမျိုးနည်းနည်းလေးအားနည်းချက်လေးရှိနေတဲ့တူရွေးချယ်မလားဆိုတဲ့ဟာမှာကျွန်တော်တို့ကတော်တော်လေးကိုစဉ်းစားခက်တယ်ဟုတ်တယ်မလားအဲ့တော့လူနေရောက်ရှင်လာပြီတယောက်ကကြတော့ကိုယ်စကားကိုရန်နာထောင်တယ်အော်လုံးဝကိုကသိဆိုသိရှင်းဆိုရှင် ဲ့လိုမျိုးလူတွေကိုအရင်တော့ရွေးခဲတဲ့ကြောင့်မလို့မြန်မာပေးချင်းလောကကြီးကမတိုးတက်တာလေသိရမလားပြောမယ်ဆိုရင်တော်မင်းမြတ်တွေပေးချင်းအုံနာလေးကပွဲလုပ်တဲ့သူတွေကကိုယ်စကားကိုတခေါဆိုတခေါနားထောင်တဲ့သူတွေကိုပဲသူက international လောချလိုက်တယ်ဟိုလိုချင်တဲ့ result မရအောင်เนาะပညာရည်ချင်းရုပ်ရည်ခန္ဓာကိုယ်အားလုံးအားနည်းချက်တွေအများကြီးရှိရဲခါကြတော့ဖြစ်ချင်တိုင်းဖြစ်မလာအောင်ဒါပေမဲ့ကျွန်တော်ကအဲ့ဒါကိုတွေးလိုက်တယ်အဲ့တော့ကိုလိုချင်တာကြ please make ကောင်းကောင်းလိုချင်တာ ဒီက international မှာဟိုမြန်မာပြည်အတွက်ကိုကုန်ဆောင်ပေးနိုင်မယ် prism ကောင်းကောင်းဘာလို့လူတွေအားလုံးတောင်းတနေအဲ့ဒါပဲလေပေးခြင်းလောကထဲမှာတော်ပြမြကလေးတွေများတယ်16 19 20ကလေးလေးတွေများတယ်အဲ့ကလေးလေးတွေတော်ပြမြပြောရမယ်ဆိုရင်နိုင်ငံခြားတွေ့ကြုံလည်းမရှိဘူးပညာရေးအဖြစ်လည်းအားနည်းတယ်အများအဖြစ်ရန်ကုန်မြို့ပေါ်မှာမဟုတ်ပဲနေနယ်ဘက်ကကလေးတွေများအဲ့ကြောင့်သူတို့ရဲ့အတွေးခေါ်လေးဒီအများကြီးကျက်ဖြတ်ပြီးတော့သူတို့ကမစင်စားတတ်ဘူးသူတို့တိတာတစ်ခုအကြောင်းစုရအောင်လုပ်စရမရရင်ဆဲမယ် မဲဒါမို့ရှိရင်ဟိုအစင်ပေါ်မှာလောက်အောင်နေမလိုက်ရင်ဆဲမယ်အဲဒါမို့စကားပြောတတ်အောင်ပြောမပြောတတ်ရင်ဆဲမယ်ဒါပဲသူတို့သိရအောင်တပေးချင်းဖန်တွေကကလေးကြီးဆိုတော့လေအဲ့လိုမျိုးတွေရှိရခါကြာကျွန်တော်တို့ကစဉ်းစားရခါကြာခုနပြောကိုယ်စကားကိုနားထောင်နေသူရွေးချယ်မလားဒါမို့တကယ်ဖြစ်တဲ့သူရွေးချယ်မလားဆိုတဲ့နှစ်ခုမှာကျွန်တော်တို့ကတကယ်ဖြစ်တဲ့သူပဲရွေးချယ်လိုက်တယ်ပြီးတော့မှကျန်တာကတော့သူတို့ပဲထိထိကော့ပြီးတော့နေရတာပေါ့နော်ထိသိမ်းပြီးတော့နေရတာပေါ့ဘာလို့ပြီးခဲ့တဲ့တိုင်မှာတော့စိတ်တိုင်းကြမှုတွေအများကြီးရှိခဲ့တာစိတ်တိုင်းကြမှု50 50ပေါ့ 50 50ပေါ့အဲ့တော့ကိုစိတ်တမ်းကြတဲ့ဟာလေးကိုဒီနေ့မှပြင်မယ်လေပြင်မယ်ပိုကောင်းအောင်လုပ်မယ်ပေါ့နော်အခုလာရှင်ပြိုင်ရှင်နေလာပြောထားသူတွေကအများကြီးရှိတယ်အများကြီးရှိတယ်ဟိုအရင်ကတည်းကလည်းလာပြောနေကြတာပေါ့နော်အများကြီးရှိတယ်အဲသူတို့တကယ်ပြောချင်တာကကြတော့ဟိုကိုကစဉ်းစားမှာဘာလို့ပြိုင်ချင်တာလဲဆိုတော့နံပါတ်1အဖြစ်ကိုအရင်စဉ်းစားပုံကူအရင်မေးပေါ့နော်ဘာလို့ပြိုင်ချင်တာလဲကိုကတကယ်ဝင်နိုင်ရချင်တာလားဝင်နိုင်ရချင်တယ်ဆိုတော့တစ်ချိန်တည်းနဲ့1 stroke တော့ဘူးမှမအောင် ဟုတ်တယ်မလား one stroke တော့ဘယ်သူမှမဖြစ်နိုင်ဟိုဟိုတွေ့မှာပဲဟိုဟာတော်မဲမြားဒီ miss universe လို့ပြင်ပွဲတဲ့လူတွေဆိုလို့ရှိရင်တပွဲတည်းနဲ့မှဘယ်သူမှဝင်လာမရခဲ့ဘူးနော်တပွဲပွဲအပွဲပွဲနွေးပြီးမှဆုရခဲ့တာကျွန်တော်တို့ဒီမြန်မာပြည်ကဒီဟိုပြင်ပွဲဝင်နေကိုလည်းကျွန်တော်ပြောချင်တာအကြောင်းကျွန်တော်တို့ပြင်ပွဲလာမယ် international ဖြစ်တဲ့အတွက်ကြောင့်မလို့တခြားပွဲတွေအားလုံးထက်မှတူကနံပါတ်1ပဲအားလုံးထက်မှအခက်ဆုံးပဲဘာလို့ပြင်ပွဲလာပြင်တဲ့သူအကုန်လုံးလည်းအရင် strong ဖြစ်တယ်ဒါ body ဘိုင်းရောရုပ်ရည်ဘိုင်းရောဒီ brain ဘိုင်းရောအားလုံးကအရင် strong ဖြစ်တယ်တခြားပွဲတွေနဲ့ရှင်လိုက်အရင်တိတာတယ် ွာအဲ့တော့အရန်ကိုဟိုသူကဘယ်လိုပြောမလဲ competitive ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလည်းတကယ်ကိုဖြစ်တဲ့သူပဲရွေးချယ်ရမှာလေအော်မိုက်ဆာကိုရွေးချယ်မှဖြစ်မယ်အားလုံး scale တွေအားလုံးပြည့်စုံမှပဲရွေးအဲ့တော့အဲ့လိုဖြစ်ဖို့အတွက်အရာရာကိုဖြည့်ဆည်းထားရမယ်ကိုယ့်ဘက်ကလည်းပဲနော်သူက public speaking ရောရုပ်ခန္ဓာကိုယ်တစ်ခုလည်းလာနေလို့လည်းမရအောင်ရုပ်တစ်ခုလည်းချောနေလို့မရအားလုံးပြင်ဆင်ပြီးတော့မှလာပြိုင်ပြင်တဲ့ခါကျတော့ရှိရင်လည်းတွေးထားရမှာတစ်ချိန်နဲ့အောင်ကျင်မှအောင်မယ်ဒါပေမဲ့မအောင်လို့ရှိရင်လည်းဇွဲမစော်ပဲနဲ့နောက်တစ်ချိန်ဆက်စူးစမ်းပါတော့เนาะတချိန်ကြာလို့ရှိရင်တော့အဲကိုတကယ်ဖြစ်ရှင်နေဆိုရင်တော့တကယ်ဖြစ်လာမှာပါ no. Myanmar, stop us all.